ဒီမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ support login ဆိုတဲ့နေရာမှာကျွန်တော် user name နဲ့ password ရှိတယ်ကျွန်တော်တို့က i ထဲဝင်ကျင်တယ်ဗျာ i ထဲဝင်ကျင်တယ်ဆိုရင်ကျွန်တော် user name သိမှရမယ် password သိမှရမယ်ဆိုတာကျွန်တော်တခုမှမသိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ login ဘောင်းနှစ်ခုကိုကျွန်တော်တို့ hack ဟတ်မယ်ပေါ့ဗျာအဲ့လိုမျိုးဟတ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဘာနီးစနစ်ကိုသုံးမလဲဆိုတော့ကျွန်တော်တို့ view flow လုပ်တဲ့နေ့ကိုသုံးမယ် view flow မှာမှာကျွန်တော်ကဘာပြမလဲဆိုတော့ကျွန်တော်တို့ intruder ထဲမှာကျွန်တော်တို့ view flow လုပ်တဲ့နေ့ကိုပြမယ်ပြီးကြရင်သူ့ရဲ့ဒီ attack type လေးတွေကိုလည်း ပြောပြမယ်ပေါ့နော်အဲဒါ view ဖို့ဆိုတာ password တိုက်ဆက်တယ်လို့သိထားပေမဲ့သူရဲ့အတက်တိုက်ပုံစံမျိုးတွေကရှိသေးတယ်ပေါ့နော်အဲ့လာကိုနားလည်အောင်ရှင်းပြမယ် okay အဲ့တော့ဒီမှာဗျာကျွန်တော်တို့ password တစ်ခုထည့်မယ်ဟိုမှာ sorry username တစ်ခုထည့်လိုက်မယ် password ကိုကျွန်တော်တို့ expire လို့ထည့်မယ် expire ထည့်လိုက်မယ်နော်အဲ့ဒါဆိုလောရင်ဝင်ကြည့်လိုက်မယ်ဒါဆိုရင်မှားနေတယ်နော်အဲ့တော့ password နဲ့ username အမှန်ကိုကျွန်တော်တို့ရှာကြမယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်ဒီမှာ န်တက်စာပြန်ထည့်မယ်ပြီးကြရင်ခုနကတော့ eh p uh o n d expire ဆိုပြီးတော့ပြန်ထည့်လိုက်မယ်အဲ့ဒီ one square ကိုကျွန်တော်တို့ဖမ်းမယ်ကျွန်တော်တို့ဘတ်စုထဲမှာအဲ့တော့အာဒီကောင်းကိုအာဘတ် online မယ်ပြီးကြရင်ဒီထဲမှာ inner set online မယ်ဒီဟာကတော့နည်းနည်းတော့တီးခန့်ကြည့်ဖို့လိုတယ်ဒါကနည်းနည်းလေးသေးနေမလားကျွန်တော်တို့ဘတ်စုပါเนาะဒါဆိုရင်20 on view ရေဆိုရင်ဒီကောင်ကိုကျွန်တော်တို့ download လုပ်လိုက်မယ့်အခါကျရင်အဲဒီမှာ rescue တက်လာပြီ ဒီမှာ user ကျွန်တော်တို့ထည့်လိုက်တဲ့ username ပေါ်တယ်ပြီးကြရင် password နေရာမှာ expire ဆိုပြီးတော့ပေါ်တယ်။ဟုတ်ပြီအဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ intruder လေးပို့လိုက်မှာရော့။အဟမ်း intruder လေးပို့လိုက်ပြီဆိုရင်ကျွန်တော်တို့ payload တွေပါထည့်ပြီးွားရဆိုရင်စမ်းလို့ရပြီ။ပြဿနာကဘာလဲဆိုတော့သူ့မှာ attack type တွေရွေးရတယ်ဒီအပေါ်မှာ။ attack type ရွေးရ attack type မှာဘာတွေရှိမလဲဆိုတော့ sniper ရှိမယ်၊ battle rim ရှိမယ်၊ pitfall ရှိမယ်၊ cluster bomb ရှိမယ်။ဟောနဲ့ခြံတော့လိတ်တယ် ုတ်ပြီနော်အဲ့အတက်တိုက်လေးမျိုးမှာကျွန်တော်တို့ကဘယ်အတက်တိုက်ကိုရွေးရမှန်းမသိဘူးဆိုရင် theory နဲ့နားမလည်တော့ဘူးဆိုရင်သွားပြီနော်ဘာရွေးလို့ရွေးရမှန်းမသိဘူးခါကြရင် password ကတော့ကိုယ့်ရဲ့ file ထဲမှာပါလာတယ်ဒါပေမဲ့ကိုယ့်ရဲ့အတက်တိုက်ရွေးတာမှားသွားလို့ password မရတာမျိုးတွေရှိနိုင်တယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့သိသားဖို့လိုအပ်တယ် password ဒီ view တိုက်တဲ့ပုံစံက predicate ပြပပပပဆိုပြီးပါเนาะအဓိကဒီကောင်လေးကိုနားလည်တာဖို့လိုတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော် sniper တက်ကိုရှင်းပြမယ်နော်အဲ့တော့ sniper တက်ကိုတစ်ချက်ကြည့်ရအောင်အဲဒီကောင်ကိုကျွန်တော်တို့ အဘယ်ကယူတာလဲဆိုတော့ကျွန်တော်တို့ Bansu Interrupter ဆိုတဲ့ Ronin ကနေပြီးတော့ကျွန်တော်ဒီမှာပြန်ပြပေးနေရဖြစ်တယ်ပေါ့နော် Okay ရအောင်အဲဒီမှာဆိုရင် तू က Sniper တက်ကို तू ကရှင်းပြရမယ်ပြီးကြရင်ခုနကတော့ကျွန်တော်တို့ဖမ်းလိုက်တဲ့ Red Squad ကိုဒီမှာ तू ပြလာတယ်အောက်မှာအဲ့မှာ तू तू နဲ့တူအောင်လို့ပေါ့နော်ကျွန်တော်အဲ password နဲ့ user name ကိုလည်းဒီတိုင်းပဲထည့်ထားတယ်ပေါ့နော် Okay အဲ့တော့ကြည့်ရအောင်နော်ခါလေးဒီဘုံနည်းနည်းလေးပုံလေးနည်းနည်းသေးလိုက်မယ်ဒီကောင်နည်းနည်းဟောပြလို့ อืมโอเคแล้วก็ยาดีมาဆိုရင်ကျွန်တော်တို့က view four time ပဲဆိုတော့เนาะကျွန်တော်တို့ find the find ပေးတာတယ်ဘာ find လေးလဲဆိုတော့ဒီမှာကျွန်တော်တို့ကဘတ်စု inter ဘတ်စု interrupter ဆိုတော့ကျွန်တော်အတန်ထွက်တွေကတော့တမျိုးလေးဖြင်းနေမှာကျွန်တော်ကအရင်ကဒီလိုမျိုးဘတ်စု interrupter ဆိုပြီးတော့ထွက်နေကြဖြစ်လို့တချို့တချို့တွေကကြတော့ဘတ်စုလို့ထွက်တယ်เนาะဘတ်စု intruder ပေါ့เนาะဒါကတော့တယောက်နဲ့တယောက်ကတော့အတန်ထွက်ကတော့တူမှာမဟုတ်ဘူးရင်းတော့ရေးမကြည့်ပါဘူးเนาะအင်္ဂလိပ်စာလုံနေရမှာဟုတ်လားโอเคအဲ့ဒါဆိုရင် ဒီမှာသူကဗာပေးထားလဲဆိုတော့မင်းမာကွာဒီမှာ3ဘောပါတဲ့ file တစ်ဖိုင်ရှိမယ်ကျွန်တော်တို့ရဲ့ view time နဲ့ file ပေါ့ပုံမှန်ဆိုရင်ကျွန်တော်တို့ view time နဲ့ file က password တွေက median နဲ့ချီပြီးပါတာဒီမှာကျတော့ lab ဆိုတော့ကျွန်တော်ဒီမှာ၃ခုပဲပေးရတာဟုတ်ပြီအဲ့ဒီ၃ခုကိုဖြူစာနဲ့ရော password မှာကျွန်တော်တို့ကစမ်း sniper attack ကိုပြပြဟုတ်ကဲ့ sniper attack ကဲပုံစံမျိုးက possession တနေရာတဲကိုစမ်းတာမျိုးကိုကျွန်တော်တို့က sniper attack လို့ခေါ်တယ်ဥပမာ user name ကိုစမ်းမယ် password စမ်းမယ် position တနေရာတွေကိုစမ်းမယ်เนาะဒါပါတော့ဥပမာကျွန်တော်တို့က user name ပါလဲမသိဘူးအဲ့ခါကျရင်ကျွန်တော်တို့ကကျွန်တော်တို့အဲဒီမှာ find find ပေးတာတယ်ဘာစု introducer ဆိုရင်ကျွန်တော် define သုံးလိုက်မယ်ဆိုရင်ဒီနေရာမှာ तू က burb ဘာတစ်ခုလာမယ်ပြီးကြရင်အဲဒီနေရာမှာ suite လာမယ်ပြီးကြရင် introducer လာမယ်ဒီလိုမျိုးလာမှာပေါ့အဲ့အဲ့တော့မေးစရာရှိတာကဒီ password နေရာမှာဘာကြီးဖြစ်နေမှာလဲပေါ့ password နေရာမှာကကျွန်တော်တို့ဘူးရင် value ပဲဖြစ်နေမှာဥပမာ ကျွန်တော်တို့ကဒီနေရာမှာဗျာ user name ကိုစမ်းမယ် user name ကိုစမ်းမယ်ဆိုရင် user name နေရာမှာပထမဦးဆုံးဝင်မှာကဘတ်ဝင်မယ်ပြန်စုဝင်မယ်ပြန်ရင် intruder ဝင်မယ်ပြန်ရင်ခုနကတော့ကျွန်တော်တို့ထည့်လိုက်တဲ့ password တစ်ခုရှိလိမ့်မယ်နော်ဟိုမှားတဲ့ password ပေါ့ဗျာအမှန်တော့မဟုတ်ဘူးပေါ့ဘာပဲဖြစ်ဖြစ်ပါနော်သူ့ရဲ့ထည့်ထားတဲ့မူလင်းမူရင်း value ကဒီဒီတိုင်းပဲရှိနေမယ်ပြန်ရင်ကျွန်တော်တို့ password ကိုစစ်တဲ့နေရာမှာအခါကျရင်လေ user name ကသူ့ရဲ့မူရင်းဟာပဲပြန်ဖြစ်သွားမယ် ပြီးကြရင်ပတ်စော့နေရာမှာကျွန်တော်တို့ဘက်လာမယ်စုလာမယ်ထူထွားလာမယ်အဓိကတော့ကျွန်တော်တို့က position တစ်ခုတည်းကိုဟိုပဲတန်းကျင်တဲ့နေရာမှာကျွန်တော်တို့က sniper အတက်ကိုတုံးတယ်ပြီးကြတော့ကျွန်တော်တို့က sniper အတက်မှာ payload set တစ်ခုတည်းကိုပဲတုံးပါတယ်နော်အဲ့ဒါလည်းကျွန်တော်တို့တည်ထားဖို့လိုအပ်မယ်အဲ့တော့ဒီအောက်မှာလည်းသူကရှင်းပြလာတယ်သူ့ရဲ့ red squad ကဘယ်နှကြောင်းထွက်သွားမလဲဆိုတော့6ကြောင်းထွက်သွားမယ်ဘာလို့လဲဆိုတော့အဲဒီမှာ user name နေရာမှာနော်ကျွန်တော်တို့က၃ခုဝင်ပါမယ်ဒါဆိုရင် red squad ၃ခုထွက်မ မှာဆိုလဲသူဥပမာပြထားတယ်နော်ပြင်ရအောင်ခဏအဲ့ဒါရင်ပြပြဝိုင်းခဏဒီနေရာမှာ number 1 rescue ကိုကြည့်လိုက်သူကကြတော့ user name ကိုအရင်ဆုံးဆက်ထားတယ်အဲ့တော့ user name နေရာမှာကျတို့ bug ဝင်နေပြကြရင် user name နေရာမှာမှာ sub ဝင်သွားတယ်ပြရင်နောက်ထပ် user name နေရာမှာ intruder ဝင်နေပေါ့နော်ဒါဆိုရင် user name ကိုကျတို့စမ်းတဲ့နေရာ user name ကိုပြောင်းရတယ်ပေါ့ဒါမဲ့ password ကိုကြည့်လိုက် HYHYHY ပတ်စော့ကတော့သူ့ရဲ့မူရင်း value တိုင်းရှိနေတယ်။ဒါပေမဲ့ကျွန်တော်တို့ကအဲ username တိပွားရေးပေါ့ကွာ username တိပွားရေးဆို username ကိုထည့်လိုက်ပေါ့ username ကဒီတိုင်းပဲရှိနေမယ်ပြီးကြရင်ကျွန်တော်တို့ပတ်စော့နေရမှာခုနကတော့ file လေးတွေကပြောင်းသွားမယ် file တွေကစကလုံးလေးတွေဝင်သွားမယ် but suit interrupter နော်အဲဒါမျိုးပေါ့ဗျာဒါမျိုးကိုကျွန်တော်တို့က sniper အတက်လို့ခေါ်တယ် position တစ်ခုတည်းကိုတီးတန့်အဆန်းကျင်တဲ့အခါမှာသုံးတယ်အသုံးများဆုံးကလည်းကျွန်တော်တို့ sniper တက်ကအသုံးများဆုံးပဲပေါ့နော် okay ဒါလေးကိုကျွန်တော်တို့တီးဖို့လိုတယ် ဟုတ်ပြီနော်အဲဆိုရင်ကျွန်တော်တို့ကဘတ်စုကတိပါတယ်ဒါကိုယ့်ဘက်ကိုဖြည့်ကြည့်ပြောပြတာโอเคနောက်တစ်ခုကကျတော့ကျွန်တော်ဘက်တရီရန်ဘက်တရီရန်ကဒီမှာဒီအောက်မှာအဲကျွန်တော်ဘက်တရီရန်လုံးလေးရွေးရစတိုင်ပါ၃ရင်စတိုင်ပါရွေးဘက်တရီရန်၃ရင်ဘက်တရီရန်ရွေးပစ်ဖော့၃ရင်ပစ်ဖော့ရွေးနောက်အခုကကျွန်တော်ဘက်တရီရန်ရွေးပြောက်သွားပြီကျွန်တော်ပရိကေဘာမှမလုပ်သေးဘူးเนาะကျွန်တော်ဒီမှာဒါလေးပဲချိန်နေတာပြီးကြရင်ကျွန်တော်ပြပေးမယ်ဥပမာတစ်ခုတော့ပြမယ်အဲ့တော့ဘက်တရီရန်ဘက်တရီရန်ကကျတော့အာ ခုနကတော့ကျွန်တော်ဒီမှာ username နဲ့ password 200ရှိရဲဆိုတော့အဲ့ဒီ200ထဲမှာတပြိုင်တည်းစမ်းတာဟိုမှာကျွန်တော် race connection လို့စမ်းတတ်တဲ့ခြေနေမျိုးတွေမှာကျွန်တော် battering run ကိုတုံးလို့ရတယ်အဲ့တော့ခုနရေးထားတဲ့ဟာလေးတစ်ချက်ပြအာဒါမဟုတ် battering မတီးပါနော်အခါကျွန်တော်အောက်နေနဲ့ဆွဲကြည့်လိုက်မယ်နော်ကျွန်တော်ဟိုနဲ့ကွဲနေမှာဆိုလို့ခေရလို့ရတယ် โอเคအဲဆိုရင်အာဒီမှာကျွန်တော် battery ram မှာဆိုလဲခုနကတော့ကျွန်တော် red squad ပဲဒီဒီ red squad ကိုပဲကျွန်တော်တို့ကတပြိုင်တည်းဆန်းမှာနော်အဲ့တော့အခုနခုနဖိုင်မယ်ကျွန်တော် bass suit intruder ဆိုပြီးတော့ကျွန်တော် wallet ဖိုင်ထဲမှာ bass suit intruder ပါတယ်ဒီဒီမှာကျတော့ဘယ်လိုဖြစ်သွားလဲကြည့်လိုက်သူကကျတော့တပြိုင်တည်းဆန်းမှာ username လဲမာကြီး user name ရော password ဆိုတော့တပြိုင်တည်းဆန်းမှာအဲ့တော့ဒီမှာ username လဲ ဘတ်ပဲ password လည်းဘတ်ပဲညာရင် user name ကလည်းစု password ကလည်းစု user name ကလည်း interpreter password ကလည်း interpreter နော်ဘတ်စု interpreter ဘတ်စု interpreter ဘာကြတော့အဲအဲ့လိုမျိုးအဲ့လိုမျိုးလေးဆန်းတာပေါ့နော်အဓိကကျတော့တပြိုင်တည်းဆန်းတာပေါ့ဗျာကျွန်တော်တို့ဒီ payload အာ payload set တစ်ခုတည်းကိုပဲကျွန်တော်တို့ကဒီမှာကျွန်တော်တို့ position အများကြီးမှာဆန်းကျင်တဲ့အခါမျိုးတွေမှာကျွန်တော်တို့ဒီ battery run ကိုတုံးလို့ရတယ် race connection လို့နေရာမျိုးတွေမှာ battery run ကိုတုံးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့အာ battery run attack တိုက်ကကျွန်တော်တို့ဒီလိုမျိုးတွေ့ပါတယ် ဟုတ်ပါနော်အဓိကအဲ့အတက်တိုက်တွေတည်တာမှာလဲအဆင်ပြေမှာပေါ့နော်နှုတ်ဆိုရင်ဟိုကိုလုတ်ချင်တာကိုလုတ်လုတ်ချင်တာ ਨੇ ကျွန်တော်တို့ password file ਨੇ ကဒါ password file ကမှန်ပေမဲ့တခါကျရင်ကျွန်တော်တို့အတက်တိုက်ယူလိုက်လို့ password မှားတာမျိုးလည်းရှိနေတယ်အဲ့ဒါကိုကျွန်တော်ပြရင်ဒီမှာနည်းနည်းလေးပြောပြရင်လည်းတည်ပါလိမ့်မယ်ထပ်ပြောပြမယ်နော် okay ဒါဆိုရင်ကျွန်တော် button room မှာတည်ပါပြီ button room မှာဒီလိုမျိုးတွဲတယ်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ pitfall pitfall okay pitfall ကလည်း အရှင်းပါတယ်ကျွန်တော်ပြပြမယ်နော်ဒီမှာကျွန်တော်တို့ကမှာ pit fall လို့ရေးလိုက်ပေါ့ pit fall သုံးမယ်ဆိုရင် okay pit fall ကဘယ်လိုတွဲလဲပြမယ် pit fall ကကြတော့ကျွန်တော်တို့က position နှစ်နေရာလုံးမတူညီတဲ့ပေးလုံးနဲ့စမ်းပါအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးနေရာတွေမှာကျွန်တော်တို့သုံးတယ် user name password position နှစ်နေရာဒါပေမဲ့မတူတော့ဘူးပေးလုံးတစ်ခုတည်းမဟုတ်တော့ဘူးပေးလုံးနှစ်ခုလုံးစမ်းပါဟုတ်ပြီနော်အဲ့တော့သူ့ရဲ့ဥပမာဘာပြလာလဲဆိုတော့ကျွန်တော်တို့ wallet မှာ user name ပါမယ် နော် password file တစ်ဖိုင်ရှိမယ် username တစ်ခုရှိမယ် password တစ်ခုရှိမယ်တပြိုင်တည်းကိုစမ်းပါဆိုတော့ဟုတ်ပြီနော်အဲ့တော့ username မှာ3ရုပ်3ရောက်ပါတယ် password မှာလည်း3ရောက်ပါတယ် Joe ရဲ့ Harry ရဲ့ LSK ပြီးကြရင် password မှာက Joe ရဲ့ MR ရဲ့ Ski ရဲ့ဒါ password အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ username file ထည့်လိုက်မယ်ဒီနေရာမှာကျွန်တော်တို့ password file ထည့်လိုက်မယ်စဉ်းစားကြည့်လိုက်ဒီ before ကိုဒါတုံးနှားခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဥပမာ အာ Joe Harriet Ellis ဆိုရင်ကျွန်တော်တို့ဟို wallet file မှာဆိုရင် Joe က number 1ပြီးကြရင် Joe ရဲ့အောက်မှာလာမှာ number 2က Harriet Harriet ပေါ့နော် number 3က Ellis လာမယ် password file မှာဆိုရင်လည်းဒီကောင်ကအရင်လာမှာထိပ်ဆုံးကအရင်လာမှာ1 2 3လိုမျိုး password လေး down line စီထားမှာပေါ့နော်ဒီမှာကျတော့အလျားလိုက်ဖြစ်နေဟိုမှာကျရင် down line စီထားမှာနောက်တော့ तू ကအပေါ်ကအပေါ်ဆုံးမှနေပြီးတော့အောက်ဆုံးသွားမှာအဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုရင် Joe ကဘသူနဲ့သွားတွဲမလဲဆိုတော့ကျွန်တော်တို့က Joe နဲ့သွားတွဲမယ် Harriet က Emma နဲ့တွဲမယ် Alice ကစကေးနဲ့တွဲမယ်။နော်ဒီလိုမျိုးတွဲပါမယ်။အဲ့တော့ပြဿနာကဘာတက်မလဲဆိုတော့သူတို့ကဂျိုးကဒီဂျိုးနဲ့သွားတွဲလိုက်တယ်။နော်တခြားကောင်နဲ့သွားလိုက်မတွဲတော့။အမှအမှပြဿနာတက်မှာ။နော်တကယ်လို့ဒါဟိုဂျိုးရဲ့ပတ်စော့ကဒီစကေးရှိနေတယ်ဆိုရင်တကယ်လို့မဟုတ်လို့ဂျိုးကရှူရှူစားနေရဂျိုးဖြစ်ပြီးတော့ပတ်စော့ကတကယ်လို့စကေးသာဆိုရင်ကျွန်တော်တို့ကဟိုကျွန်တော်ဖိုင်ထဲမှာတော့ပတ်စော့ကပါပင်မဲ့ဒါပေမဲ့ကျွန်တော်တို့ယူလိုက်တဲ့အတက်တိုက်က pit force ဆိုတဲ့အတွက်ကြောင့်မှားသွားတယ်။ မှောင်းကမပါဘူးလို့ထင်နိုင်တယ်ဥပမာကျွန်တော်ပြပေးမယ်အာเนาะပထမနေရာမှာကျွန်တော်တို့ကဒီမှာဂျိုးဝင်တဲ့အခါကျရင်ဒီ password နေရာမှာဘာဝင်လာမလဲဆိုတော့ဒီမှာဂျိုးဝင်လာမယ်ပြီးကြရင်နောက်တစ်ခါ password နေရာမှာအာ sorry username နေရာမှာအာဒီကောင်ဝင်မယ် harry ကဝင်မယ်ဆိုရင်ဒီ support နေရာမှာဒီ password နေရာမှာဘာဝင်မလဲဆိုတော့ emma ဝင်မယ်သူကကြတော့ဘယ်လိုပဲပြရမလဲထိတ်ဆုံးချင်းစီထိတ်ဆုံးကနန်းမျိုးပဲတွဲစစ်တာပါဥပမာကျတို့ဒီစီလိုက်ကွာ1 2 3 1 2 3ကိုစီလိုက်ပြီးကြရင်အပေါ်1 1တွဲမယ်အောက်2 2တွဲမယ် 33တွဲမယ်အဲ့တော့ဂျိုးကနေပြီးဒီကောင်ဖြစ်လာရင်သွားပြီသောက်ပနာတက်သွားရင်ပါဟုတ်ပြီနော်အဲ့တော့ဒီမှာသူ့ရဲ့ record body မှာဘယ်လိုပြမလဲဆိုတော့ဒီမှာ user name ကဂျိုးဖြစ်တဲ့အခါမှာ password ကလည်းသူကဂျိုးပဲသွားမယ် username ဂျိုးဖြစ်တဲ့အခါမှာ password ကဂျိုးပဲသွားမယ်ဒီ user name က harry ရဲ့ဖြစ်တဲ့အခါမှာ user name က sorry password ကအမှားသွားမယ်ဒီလိုမျိုးပေါ့နော်သူ့ရဲ့ပေါ်တော့က123 user name ကြာရင် password မှာလဲ123လို့အပေါ်ချင်းစီတွေ့တာအကုန်လုံးလိုက်မတွေ့ဘူးနောက်အဲ့ဒီဟာမျိုးကိုကျွန်တော်တို့က pitfall လို့ခေါ်တယ် เนาะအဲ့လိုမျိုးကိုကျွန်တော် pit fall လို့ခေါ်ရဲပေါ့နော်နောက်တစ်ခု cluster ဘုံဘုံဘလို့လဲခဏအဲဒီကောင်ကကြတော့အကုန်လုံးတွေ့တာဒီမှာ cluster ဘုံကဒီမှာကောင်းရွေးလိုက်အကုန်လုံးတွေ့မှာဒီကောင်ကကြတော့ဟုတ်ပြီเนาะအဲ့တော့ဒီမှာတစ်ချက်ကြည့်ကြည့်လိုက်ကွာကတော့ရောဖိုင်မယ်เนาะကျွန်တော်တို့ pit fall တော့ဖိုင်မယ်ဒီမှာတုံးလာတယ် Joe Harry ရဲ့ LS ပြကြရင် Joe and Ma scale ပဲတုံးလာတယ်အဲ့တော့ဒီကျွန်တော်တို့ကအတက်တိုင်းမှာ cluster ဘုံကိုရွေးခဲ့မယ်ဆိုရင်သူကအကုန်လုံးလိုက်တွေ့မှာ ဒီဂျိုးဆိုတဲ့ user name ကဒီ၃ခုလုံးဖြစ်နိုင်တယ်ဗျ။เนาะအဲ့တော့ဂျိုးကဒီဂျိုးနဲ့လည်းတွဲမယ်အမန်နဲ့လည်းတွဲမယ်ကိန်းနဲ့လည်းတွဲမယ်ပြီးကြရင် user name harry ဖြစ်တဲ့အချိန်မှာဒီ password ကအာဒီဟောင်းနဲ့လည်းတွဲမယ်အမန်နဲ့လည်းတွဲမယ် skin နဲ့လည်းတွဲမယ်เนาะအကုန်လုံးကိုကျွန်တော်တို့ကလိုက်ပြီးတော့တွဲဆက်တာပေါ့ခုနကတည်းကကျွန်တော်တို့ pitfall နဲ့မတူတဲ့အချက်ကဒီကောင်ဂျိုးဆိုရင်ဒီအောက်ကကောင်နဲ့ပဲတွဲမှာเนาะအဲ့လိုမျိုးလေးတွားတယ်ပေါ့နော်ဒီကောင်ကန်ဆာပုံကကြတော့ဖြစ်နိုင်ခြေရှိတဲ့ဟာတွေအကုန်လုံးကိုတွဲမှာ pitfall ကကြတော့သူ့ရဲ့ဒီ တန်းတူတယ်ဝမ်းဝမ်းပဲတွေ့မှာပေါ့နော်ဒီဘက်က1ဟိုဘက်က1ဒီဘက်က2ဆိုတော့ဟိုဘက်က2နဲ့ပဲတွေ့မှာအဲ့လိုမျိုးပဲတွေ့မှာနောက်ဒီကောင်လေးကခွာတယ်အဲဆိုရင်ဒီမှာသူ့ရဲ့ resort ကပုံများတယ်နော်ကိုကိုဖြစ်သွားမယ်မာ user name ဂျိုးဖြစ်နေတဲ့အချိန်မှာ password ကဂျိုးနဲ့တွေ့တယ် password ကဂျိုးနဲ့တွေ့တယ်ပြီးတော့သူတွေ့ဖို့ဘယ်နှကောင်ကြံသေးလဲဆိုတော့ m နဲ့ scale နဲ့ကြံသေးတယ်ဂျိုးနဲ့ light တွေ့ဖို့အဲ့တော့ဒီအောက်မှာတွေ့ရတယ်အာ user name မှာဂျိုးဖြစ်တဲ့အချိန်မှာ password ကိုသူ m နဲ့လည်းထပ်တွေ့တယ် အဲပြကြရင် pass username ဂျိုးဖြစ်တဲ့အချိန်မှာ password ကိုသူ scan နဲ့လည်းထပ်တွေ့တယ်အဲ့တော့သူရဲ့ဖြစ်နိုင်ခြေရှိတဲ့ဟာတွေကအကုန်လုံးဆန်ပြီးတော့အတိုင်းပဲနော်ခုနကတော့အဲဟာတွေကိုလည်းသူအဲ့လိုမျိုး light တွဲပြီးတော့ဆန်တာပေါ့ cluster ဘုံကတော့ကောင်းတယ်ပေါ့နော်ကောင်းတယ်ဆိုပေမဲ့ဒီကောင်ကအချိန်ကြာတယ်နော်အဲ့လိုမျိုးဖြစ်နိုင်ခြေရှိတဲ့ဟာတွေအကုန်လုံး light တွဲနေရကြအောင်အချိန်ကြာတယ် bazu community version မှာဆိုရင်ပိုလို့တော့ကြာသေးတယ်နော်ဟုတ်ပါနော်အဲ့လိုအဲ့လိုမျိုးလေးပေါ့နော်ဒီကောင်ရဲ့အတက်တိုက်တွေကဟုတ်ပြီအဲ့တော့ကျွန်တော်တို့က ဒီမှာဆိုရင်အဲတုံးလို့ရလားဘာဘာတုံးမလဲဆိုတော့နော်တပိုင်နဲ့စစ်ဆေးခြင်းတဲ့အခါကျရင်ကျွန်တော်က pif4 တုံးလိုက်ရ pif4 မတုံးမဲနဲ့ cluster bomb တွဲမယ်ဆိုလည်းရတယ်ဒါပေမဲ့အဲဒီကောင်က lab ဆိုတဲ့အတွက်ကြောင့်ကျွန်တော် pif4 တုံးလိုက်လည်းရတယ် pif4 ဆိုရင်112233တွဲမယ်နော်အဲ့ဒီ file ကိုပဲဒီကြိုင်ကိုယ့်ကိုပြန်ချင်းကြည့်ဖတ်ဆော့ရမလားလို့နော်ဒါတော့ကွက်ကိုပြန်စမ်းကြည့်ရင်သိလိမ့်မယ်မပြောပြတော့ဘူးเนาะရမရကွက်ကိုစမ်းကြည့်ပေါ့เนาะဟုတ်မဟုတ်ပေါ့ကျွန်တော်ပြောဟုတ်မဟုတ်เนาะ ဲ့တော့အဲဒီကောင်ကိုကျွန်တော်တို့ပြန်ပြီးတော့ဆန်ဟို before နဲ့ဆန်မယ်ဟုတ်ပြီနော် before နဲ့ဆန်မယ်ဆိုရင်ခါတော့ခင်တော့ရောက်သွားပြီနော်အဲ spike ဆန်ပြီးသွားပြီနော်အစပြောင်းလိုက်မယ်နော်ဒီကောင်ကျွန်တော်ပြန် draw လိုက်မယ် inner set တွေကဘယ်လိုတွေဖြစ်သွားလဲမသိခါတော့ inner set ပြန်ပိတ်လိုက်မယ် တော့ disable လုပ်လိုက်မယ်ပြီးကြရင်ကျတော့ဒီအောက်မှာ lab play တစ်ခုရှိတယ်เนาะ predicate example ဆိုတဲ့နေရာမှာအဲမှာကတော့ဒီ website โอเคဒီမှာပြန်ရပြီပြန်ရပြီဆိုရင်ကျတော့ဒီနေရာမှာ pifo သုံးမယ်အဲ့တော့ကျတော့ user name မှာကျတော့ကြိုက်တဲ့កောင်ပေးกว่า password မှာ1 2 3 4ပေးလိုက်မယ်နောက်ပါဆို1 2 3 4ပေးလိုက်ပြီးွားတဲ့ခါကျရင်ဒီ website ကိုဖမ်းမယ် တ်ပြန်လုပ်လိုက်မယ်ပြကြရင်ဒီနေရာမှာအင်ထူတာထဲမှာရှိသေးတယ်ခေါင်းခဏဖြတ်လိုက်ကွာနော်အဲ့တော့အင်တာနက်ဆက်ပြန် on လိုက်မယ်ပြန် on ပြီးသွားပြီဆိုဒီကောင်လုံးဝလုံးလိုက်မယ်လုံးဝလုံးလိုက်တဲ့ခါကျဒီမှာ request တက်လာပြီအဲ့ဒီ request ကိုကျွန်တော်အင်ထူတာထဲပို့လိုက်မယ်နော်အင်ထူတာထဲပို့ပြီးသွားပြီဆိုရင်ဒီမှာနော်အင်ထူတာထဲပို့လိုက်ပြီဒီမှာရောက်လာပြီရောက်လာပြီဆိုရင်ခဏနေကျွန်တော်ဒီမှာ clear position နော် position clear လောက်လိုက်မယ် ပြီးရင်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော် user name ရော password ကိုတန်းဆန်းကျင်တာဖြစ်တဲ့အတွက်ကြောင့် position ကနှစ်နေရာတက်မှတ်ပေးရမယ်ပို position တက်မှတ်မယ်ဆိုရင်အဲဒီဘက်မှာအကောင့်လေးကိုဆက်လက်မှတ်လိုက်ပြီးကြရင်ဒီ add ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ဒါဆိုရင် position တစ်ခုတက်မှတ်ပေါ်လာပြီးကြရင်1 2 3 4 password နေရာမှာလည်းအဲဒီကောင်လေးကိုနှိပ်လိုက်တဲ့အခါကျရင် position နှစ်နေရာတက်မှတ်ပေးသွားနော်အဲ့တော့ position တွေတက်မှတ်ပြွားရေးဆိုတော့ကျွန်တော်နောက်တစ်ခုဘာလုပ်မလဲဆိုတော့ကျွန်တော် payload payload တက်မှတ်မယ်ပေါ့နော် အာဒီကောင်းရဟာ update တင်ရမှာတဲ့ကျွန်တော်တို့ bus ကိုကเนาะအာပြီးကြရင်ကျွန်တော်တို့က pitfall တုံးမယ် pitfall ရွေးလိုက်မယ်ပေါ့เนาะ pitfall ရွေးပွားရင်ကျွန်တော်တို့ပေးလို့ပေးလို့ကဘယောက်ဝင်လဲပေးလို့เนาะအဲ့ဒါ enough ရနေနေကွာနေသလားလို့အဲ့ကျွန်တော်ဒီဘက်ကမဝင်ရတာကြာတော့ဟုတ်ပြီနော်အမ1 2ဆိုရင်အခု update ကဒီလိုမဟုတ်တော့နေနေ interface နေနေပြောင်းမယ်1မှာ1မှာကျွန်တော်1ကကြာတော့ဘာကိုပြောရလဲဆိုတော့ဒီကောင်ကိုပြောတာ user name ကိုပြောတာ တူဝကြတော့ပတ်စုံပြောတာအဲ့တော့ဒီမှာ payload မှာကျွန်တော်တို့ဒီ payload set 1နေရာမှာကျွန်တော်တို့က username find ထည့်မယ်အဲ့တော့ဒီမှာ username.tad ဆိုတာရှိတယ်နော် username.tad ထည့်လိုက်ပြီနောက်ပြီးကြရင်ကျွန်တော်တို့ payload set 2မှာကြာရင်ဘာထည့်မလဲဆိုတော့ကျွန်တော်တို့ password find ထည့်မယ်နော် password.tad ထည့်လိုက်မယ်ရောဒါဆိုရင်ကျွန်တော်တို့အာထည့်ပြပါပြီပေါ့နော်ပြီးကြရင်ကျွန်တော်တို့ဘာမှလုပ်ဆရာမလုပ်ကျွန်တော်ဒီမှာ start attack ကိုနှိပ်လိုက်တာ attack ကိုနှိပ်လိုက်တဲ့ခါကျရင်သူဒီမှာ လိုက်ပြီးတော့တန်းနေပြီပေါ့နော်အဲ virtual machine ဖြစ်တယ်ပြီးကျတော့ community edition လည်းဖြစ်တဲ့ခါကျတော့ကြာတယ်နောက်ပုံမှန်ဆိုရင်ဒီ password လေးကိုမကြာသေးဘူး password ဆိုပြီးသွားမှာပေါ့နော်အဲ့မဲ့ဒီမှာတော့ကြာတာပေါ့ဗျာဒီမှာဆိုရင်ကျော16ပြီပြီနော်16 18အဲ့တော့ကြာတယ်ပေါ့နော်ပြီးကျရင်ကျတော့ password ရမရတစ်ချက်စမ်းကြည့်မယ်โอเคอืม အဲ့တော့ video ခဏ pause လိုက်မယ်ဗျာကြာနေမှာဆိုလို့ Okay ဒီမှာဆိုရင်ကျွန်တော်တို့ပြီးွားပြီပေါ့เนาะကျွန်တော်တို့ fitness ပြသွားပြီဆိုရင်ပြီးွားပြီကြာတယ်ဗျเนาะ virtual machine မှာဆိုတော့ကျွန်တော်တို့ကဟိုပါ performance လည်းအပြည့်မထွက်ဘူးညာ community edition လည်းဖြစ်တဲ့ခါကျတော့အဲကျွန်တော်တို့ကြာတယ်เนาะပုံမှန်ထက်ကြာတာပေါ့ဗျအရင်ကြာတာမဟုတ်ပုံမှန်ထက်ကြာတယ်ကျွန်တော် password file နဲ့ကြီးတိုက်ဆက်မယ်ဆိုရင်ဒီတက်ပို့ကြာနိုင်တယ်ဒါတော့မှကျွန်တော်တို့ pit for နဲ့เนาะဒီနေရာမှာကျွန်တော်တို့ cluster ပုံစံထားလိုက်မယ်ဆိုရင်ပို့ကြာနိုင်တယ်အဲ့လိုထင်မလား ။နောက်ကအဆန်းကြီးပေါ့နော်။အဲ့တော့ဟုတ်ပြီနောက်ကအချိန်သတ်မှတ်တာ။အပြင်ကျွန်တော်ဒီနေရာမှာသူကပုံမှန်ဆုံးဒီတိုင်းပြရတယ်။ပြင်ကျွန်တော်ပတ်ဆောင်းတဲ့ username ကိုဟိုရမင်းကကျွန်တော်ဘလို့ဘလို့ကြည့်မလဲပေါ့။ဘလို့ကြည့်မလဲဆိုရင်ဒီနေရာမှာကျွန်တော် lunch ကိုနှိပ်လိုက်။အဲ lunch ပြန်စီလိုက်ပေါ့နော်။သူကအငွေကနေအကြီးသွား။ဒီမှာဆိုရင်ကျွန်တော်တို့ lunch တူတဲ့ဟာရှိတယ်။ဘာလို့ဒီ lunch တူတဲ့ဟာက ကျွန်တော်တို့မှန်တာလဲဆိုရင်ကျွန်တော်တို့ကမှန်တဲ့ဟာတွေကတူတယ်ပေါ့နော်ဒီကျွန်တော်ပတ်စော့မှားဝိုင်းကျွန်တော်ဒီ bike bike ကကျွန်တော်တို့ပို့ရှိတယ်ပေါ့အဲ့လိုမျိုးလေးမှတ်ထားလို့ရတယ်နော်အဲ့တော့ကျွန်တော်ဒီအပေါ်မှာကျွန်တော်တို့ bike အတူဆုံးလဲဒါပတ်စော့မှန်ပတ်စော့လေးစားလိုက်မှန်သွားလို့ပေါ့အဲ့တော့ဒီကောင်တစ်ချက်ကြည့်လိုက်ဒါဆိုရင်ဒီနေရာမှာအာကျွန်တော်တို့ pay လောက်ဝမ်းမှာဒီကောင်က user name ဖြစ်မယ်နော် pay လောက်ဝမ်းကျွန်တော် user name လွှတ်ထားလာတာဟုတ်ဒီကောင် copy လောက်လို့မရဘူးပြန်ကျွန်တော်တို့ home home ဝင်ကြည့်မယ်ကွာဒီနေရာမှာ ကိုထော်ရရနော်အာပြီးကြရင်ခဏနေအောင်ရောက်သွားရအောင် enter into data မှာဒီကောင်ပြရတကောင် password password နေရာမှာဒီကောင်ကိုထားလိုက်မယ်ပြရင်ဟို inner set ကို offline အောင်ခဏနေအဲ့ဒါ disable လုပ်လိုက်ရော့တော့အဲ့ဒါတော့ကျတော့ရောက်သွားပြီဒီထောက်ရင်လည်းရောက်သွားပြီโอเคเนาะ မာကျွန်တော်ဒီ support log in နဲ့ကိုအောက်ရှိပါပြီဖြစ်ပါတယ်ဒီမှာလို့လဲကျွန်တော် log out ဆိုတဲ့ cloud လေးပေါ်နေပြီပေါ့နော်โอเคဒါတော့အာကျွန်တော်တို့ beautiful sand တဲ့ပုံစံပေါ့နော် beautiful sand တဲ့ပုံစံအပြင်ကျွန်တော်တို့အတက်တိုက်တွေပါကျွန်တော်ဒီမှာရှင်းပြပေးခဲ့တယ်ပေါ့နော်ဒီအတက်တိုက်တွေကတော့ကျွန်တော်ဒီ1อ่ะပေါ့နော် battle interval ဆိုတဲ့ run ဟာဖြစ်ပါတယ်လေးလာကြည့်ပါကောင်းပါတယ်ဒီ run ကကျွန်တော်တို့ premium run ဖြစ်ပါတယ်နော်အော်လိုက်ဆမ်းမဲ့လူတွေကတော့ကျတော့ free ဆိုရင်တော့အဆမ်းလို့ရမယ်တော့မထင်ပါဘူးဒါပေမဲ့ theory လေးပါလေးနည်းနည်းပါပါ ကြည့်ရမယ်ဆိုရင်တော့အာဘူဒုတရမယ်လို့တော့မျှော်လင့်ပါတယ်။ Okay ဒါဆိုရင်တော့ဒီ video ကဒီလောက်ပဲ။နောက်တဲ့ video မှာကျွန်တော်ပြန်တွေ့မယ်။